ရန်သူလို့ပြောရမယ့်ပုဂ္ဂိုလ်သို့မဟုတ်ကိုအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်အဲ့ဒီမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အပြုအမူတွေကဘာတွေလဲဆိုနံပါတ်1နာနဩမယတိဒိဋ္ဌဝါကိုကိုတွေ့တဲ့အခါဝန်တမှုမပြဘူးညနာမှာအမူရာရှိနော်ကိုနဲ့ဆုံတဲ့အခါတိုင်းဟာသူဟာလှိုက်လဲဝန်တာတဲ့အနေထားမျိုးမပြဘူး ဝန်တာမှုမဖြစ်ဘူးသူယင်တဲ့နှလုံးထဲကကိုယ်နဲ့တွေ့လိုက်ရင်ဝန်တာသွားတာမရှိဘူးမိတ်ဆွေဆိုလို့ရှိရင်တွေ့လိုက်ရင်ဝန်တာအာရဖြစ်တယ်မိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ယန္တုဆိုလို့ရှိရင်ကိုယ်နဲ့တွေ့လိုက်မျက်စိစပယ်မွေးဆူးတယ်ဆိုတာပြောချင်မလားဒီကောင်းကမကြည့်ချင်ဘူးမျက်စိစပယ်မွေးဆူးတယ်အဲ့ဒါမျိုးနတ်နံအုံမယတိထိတ်တော်မြင်လိုက်လို့ရှိရင်ပြုံးတော်မပြုံးနိုင်တချို့ ဒီလူတူတယောက်ကိုမြင်လိုက်ရင်မပြုံးနိုင်ဝန်တာအဲလဲမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါတစ်ချက်ပဲကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားကိုလိုလားသူမဟုတ်ဘူးဆိုတာတမတ်ပါကိုနဲ့တွေ့လို့အဲ့တော့ရန်သူဟာရောကိုနဲ့တွေ့လို့ပြုံးပြတာရောမရှိဘူးလားဆိုရှိနိုင်သို့တော့အပြုံးကိုတည်တည်ချာချာလေးလံကြည့်လို့ရှိသွားပေါ်အောင်ပါဇက်ကြီးတော့ဖြဲကောင်းဖြဲမယ်မျက်စိမှကြတော့ပြုံးလို့မရဘူးလူတွေ့လို့ရှိရင်မျက်လုံးပဲတည်ချာကြည့်မျက်လုံးကမပြုံးရင်အပြုံးမဟုတ်ဘူး ဒါကြောင့်မလို့ဗမာစကားမှာပြောတယ်မဟုတ်လားမချိလို့သွားပေါ်တာကိုပင်ရဲသလားလို့မေးကြလေတယ်ဆိုနော်တချို့ကမချိလို့သွားဖျဲပြအဲတရိษံနေကြတော့ခွေးတကောင်နဲ့တကောင်သွားဖျဲပြရင်ရန်လောက်တာပဲဒါတေးကြနော်ရန်လောက်တာအဲ့တော့မျက်လုံးကအပြုံးမပါပဲနဲ့သွားပေါ်ရုံပါစပ်ချဲတာနဲ့ပြုံးတယ်လို့ပြောတာမဟုတ်ဘူး ရှင်နဲ့နှလုံးနဲ့ကိုကလိုက်လိုက်လဲလဲဖြစ်မလာဘူးဆိုရင်အဲ့ဒီတော့ကိုကြိုးစီပေါ်လို့လားသူမဟုတ်ဘူးဒါတတ်မှတ်ရသူတို့ဆိုလို့နော်နောက်တစ်ခုကတော့ဘာလို့နာသနံပฏิနန္တိကိုနဲ့တွေ့ဘယ်တော့မှချိန်နဲ့တဲ့သဘောမရှိဘူးနှစ်ချိုက်တဲ့သဘောမရှိဘူးမပြုံးယုံနေမဟုတ်ဘူးနှစ်ချိုက်တဲ့သဘောလည်းမပြဘူး တွေ့ခြင်းနဲ့ဆိုရဲဆန္ဒမျိုးလဲသူ့မှာရှိဖို့မြားတွေ့သည့်အတွက်ကြောင့်လဲသူ့စိတ်သူ့မှာအမှုရာဘာတစ်ခုမှမဖြစ်ဘူးတွေ့ခြင်းနဲ့သဘောမရှိတဲ့အနေအထားမျိုးဒုတိယအချက်တတိယအချက်ကဘာလို့ဆိုစကုနီသတ္တနာတ္ထာတိကိုယ်နဲ့မျက်စိချင်းဆုံပြီးတော့တောင်ဘယ်တော့မှမကြည့်ဘူးမတဲ့တဲ့လူက မတဲတဲ့လူကကိုယ်မလိုလားတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမကြည့်ဘူးနော်မျက်စိဆုံရင်လွှဲပလိုက်တယ်မျက်စိဆုံရင်တောင်လွှဲပစ်လိုက်တယ်မျက်စိနဲ့အပြုံးမျက်လုံးနဲ့ဘယ်တော့မှမကြည့်ဘူးလောကလူတွေဆိုတာနော်ဟိုမိတ်ဆွေဆိုဒီမှာသူကပါတော့ချစ်သောမျက်လုံးအပြုံးမျက်နာပိယဆက်ခုဟိတံပတ္တန္တာ ိတ်ဆွေဆိုတာအပြုံးမျက်လုံးချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်မှာကိုယ်ကြိုးစီပေါ်လူလာတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရမယ်အဲဒါလို့မဟုတ်ဘဲနဲ့ကိုယ်ကိုမျက်စိတောင်ဆုံပြီးတော့မကြည့်ဘူးနော်မျက်စိတောင်ကပ်ပြီးတော့ကြည့်တယ်လို့ဆိုမျက်ဆောင်ထိုးကြည့်တာပေါ့ခုခေတ်မျက်ဆောင်ထိုးပြီးတော့ကြည့်တတ်တယ်သို့သောနောက်တစ်ခုရှိသေးတယ် လူချင်းဟာကြည့်တဲ့အခါမှာစိုက်ကြည့်တဲ့အကြည့်မျိုးကလည်းအကောင်းလားလို့ဆိုရင်ကျေးမှုမရှိတဲ့အကြည့်မျိုးလို့ခေါ်စိုက်ကြည့်တိုင်းလည်းတော့မကောင်းမျက်စိဆုံခွင့်မပေးတာကိုပြောတာနော်မျက်စိကိုတောင်းကပ်ကြည့်တဲ့အကြည့်မျိုးကိုပြောတာဟိုတဲ့တဲ့မကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးသို့တော့စိုက်ပြီးတော့ပြူးကြည့်ရင်လည်းမကောင်းဘူးတဲ့အဲ့ဒါအင်္ဂလိပ်လိုလည်းရှိတယ် to stare at person it is impolite to stare at person လူတယောက်ကိုစိုက်ကြည့်တာမရင်ကျေဘူးလို့ဆိုနော်စိုက်ပြီးတော့မကြည့်အောင်စိုက်ကြည့်စိုက်ကြည့်တယ်ဆိုရင်သူကြည့်ကြည့်တာမျိုးပေါ့နော်အဲ့ဒါလို့ကြည့်တာဟာဒီရင်ကျေမှုမရှိတာ it is impolite မရင်ကျေဘူးလို့သူဆို to stare at the person ဒီလိုဆို အဲ့တော့အခုဒီမှာပြောတဲ့သဘောကတော့သက္ခုနိသတ္တနာတ္တရာတိဘယ်တော့မှတဲ့တဲ့မကြည့်ဘူးမတဲ့တဲ့လူဆိုတာဒီလိုပဲစောင့်ကြည့်နော်ညဆောင်ထုတ်ကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နံပါတ်၄ကျတော့ပฏิလောမင်္စဝတ္တတိဘယ်တော့ပဲဖြစ်ဖြစ်ကိုယ်ကတောင်းပြရင်သူကမြောက်ရှေ့ပြောရင်အနောက်ဆန့်ကျင်ဘက်ကြည့်ပဲဖြစ် စကားပြောရင်လည်းစန့်ကျင်မဲ့လုံရင်လည်းပဲသူလုံးတဲ့တုံးလို့စန့်ကျင်မဲ့တည်းလုံးတယ်ဘယ်တော့မှထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ကြင်ကြံကြုတ်ကိုအထူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအမြဲတမ်းစန့်ကျင်မဲ့ကနေတယ် နံပါတ်5ကပါတော့အမိတ္တိတတပစတိကိုကျိုးစီးပွားကိုမလိုလောက်တဲ့လူတယောက်ဟာကိုနဲ့ဘသူမတဲ့တယ်လဲဆိုအဲ့ဒီမတဲ့တဲ့လူမှရွေးပေါင်းတယ်နော်မတဲ့ဘူးဆိုတဲ့လူကိုရွေးပေါင်းအဲ့ဒီမတဲ့ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုကျိုးစီးပွားကိုမလိုလားသူပဲဖြစ်တယ်နံပါတ်6ကမိတ္တိတတနာတိဝတိ ကိုနဲ့ခင်မီနဲ့ကျွမ်းကျင်ကျွမ်းဝင်နဲ့မိတ်ဆွေတွေကိုကျိုးစီပါကိုလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှိရင်သူကဘယ်တော့မှမတည့်ဘူးကိုနဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့နံပါတ်9ကဝဏ္ဏကာမီနိဝရတိကိုရဲ့အကျိုးဂုံတရင် နော်ချီကျူစကားကိုတရားရောကပြောမယ်ဆိုရင်မင်းမသိလို့ပြောတာလေဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာမျိုးနော်ဂုံတရင်ကိုတူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့လို့ပါလို့ဝဏ္ဏကံမီနိဝရေတိချီးမွမ်းစကားပြောပြီဆိုရင်သူကပြောမခံသူရှိမှဆိုရင်ချီးမွမ်းစကားပြောမခံ အဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တရားကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်တရားပဲနမရှိကအကောတန်တိပတန်တတိကိုဆဲပြီဆိုလို့ရှင်ဟာဒီကောင်တော်တယ်မြန်မာရ Facebook ကဆဲဆဲဇာတ်တဲ့ဆဲဆဲဆဲတဲ့ကောင်သူသဘောကျနော်ကိုဆဲလို့ရှင်အပိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါ ြည့်လို့ဆိုနံပါတ်9ကြာဂုံရှင်သတ္တတနနက္ခတိဂုံရှင်သတ္တတနက္ခတိလူတွေဆိုတာလေးဝက်ချက်ကလေးတွေရှိခုခေတ်တော့တယ်လီဖုန်းတွေပဲရဲမှာတော့ခတ်သိမ်းတာရှိတယ် security ဆိုလူတိုင်းကြည့်လို့မရအောင် ရှုပ်ဝက်ချက်ဆိုရှင်ကဗ္ဗရဲ့ရှုပ်ဝက်ချက်ကြီးကအခုကပေါက်ပြားနေခု channel တွေပါလေကြည့်ရင်တော့သိမှာပေါ့ပနာမပေပါဆိုတာတွေ့နော်ရင်းစောသောပိုင်းက weekly ဆိုရှုပ်ဝက်ချက်တွေပေါက်ပြားကောအဲ့တော့ဒီမိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ကမလုပ်တတ်တော့ဆို ကိုအမတန်မှရင်းနှီးပြီးကိုအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရှုဝဲချက်ကိုပြောတတ်တယ်။ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ကိုယ့်ရဲ့ရှုဝဲချက်ကိုဘယ်တော့မှကိုယ်မပြောဘူး။သူ့ရဲ့ရှုဝဲချက်ကိုကိုယ်ဘယ်တော့မှမပြောဘူး။အဲ့တော့ရင်းနှီးမှပြောတာ။အဲ့တော့မရင်းနှီးဘူးဆိုတာကိုယ့်ရဲ့ရန်သူပဲ။ကိုယ့်အကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်ပဲ။ကိုယ့်အကျိုးစီးပွားကိုလိုလားရင်သူ့ရဲ့ရှုဝဲချက်တွေကိုယ်ပြောမှာပဲ။ဒီလိုဆိုလို့ရနော်။ လူဟာယဉ်နိပြီဆိုလို့ရှိရင်တော့ပွပွလင်းလင်းအားလုံးအတိပေးပြီးပြောကြားထားလိရှိတာဟုတ်အဲ့တော့ယဉ်နိမှုမယဉ်နိမှုဆိုတာဘာနဲ့တိုင်းတာဘာလို့ဆိုသူ့ရဲ့ရှိုးအချက်တွေကိုပြောပြီဆိုရင်တော့ဒါယဉ်နိတယ်လို့ပြောမှတ်ကိုကျိုးစီးပေါ်လူလာတယ်လို့ပြောတတခုံးရှံနရူဟတိသူ့ရဲ့ရှိုးအချက်ခုံးရှံသူ့ရဲ့ရှိုးအချက်ကိုလည်းဘယ်တော့မှ မဖော်ထုတ်ဘူးကမ္မန္တတနဝနေတိလူတယောက်ရဲ့လုံးသမျလုပ်ငန်းတွေဘယ်တော့မှမချီးမွမ်းဘူးတဲ့နံပါတ်7ကဘယ်တော့မှမချီးမွမ်းဘူးသူလုံးသမျကဲ့ရွှေချနေတယ်နံပါတ်7ကျတော့ပညတ်တနပတ္တတိသူဘလောက်ပဲတော်တော်နော်သူအကြီးချင်းတွေဘလောက်ပဲကောင်းကောင်းဘယ်တော့မှမချီးမွမ်းဘူးတဲ့ အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးလို့ဒါလို့ဆိုမယ်တော့မှမချင်ပါဘူးချင်မနဲ့ဆိုမလုပ်ဘူး73ခြားတော့အဘဝေနန္တတိတတအေးအဘဝဆိုတာပျက်စီးပြီးဆုံးယုတ်ပြီးຢာရူးကြသွားတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်နော်ကိုယ်သိခါတွေကင်းမဲ့တယ်တစုံတစ်ခု ဆိုရုပ်ပြပြမှုနဲ့ကြုံပြီဆိုရင် तू ကဝမ်းသာရာထူးကြသွားရင်ဒီကောင်းရာထူးကြသွားပြီအာဒီကောင်းစီးတဲ့ဥစ္စာတွေဆုံးသွားပြီဒီလိုဆိုရင် तू ကဝမ်းသာတယ်တခုမကောင်းတာဖြစ်တယ်ဆိုရင်ဝမ်းသာအဲ့ဒီလိုဝမ်းသာတဲ့ပုဂ္ဂိုလ်ကိုတခုမကောင်းတာဖြစ်လို့ဝမ်းသာတဲ့ပုဂ္ဂိုလ်ကကိုအကျိုးစီးပွားမလုပ်လာတဲ့ပုဂ္ဂိုလ်ပဲနံပါတ်34ကဘဝေတ္တနတ္ထံ ကိုကြီးပွားတိုးတက်လာတယ်။ယာရုတက်သွားတယ်။စီစဉ်ဥစ္စာတွေတိုးတက်လာတယ်လို့သတင်းကြားရင်ဘယ်တော့မှသူကမကြိုက်ဘူး။အာဒီကောင်ခဏပါဒီလိုပဲပြောပါနော်။ကျင့်နဲ့အားရခြင်းမဖြစ်ဘူးတဲ့။အဲ့ဒါလေဒီကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတရားပဲ။ဟောနံပါတ်35ကြာ အစ္ဆေရံဘောဇနံလတ္တတတ္တနုပိစတိတတိစာကောင်းတောက်ဖွဲ့စာနေကြအစာမဟုတ်ဘူးအဟောဝဲအစာစာဆိုတာတစ်ခါတစ်ခါမှရတဲ့အစာစာမျိုးပေါ့ထူးထူးဆန်းဆန်းအစာအာဟာရမျိုးလေးနိုင်ငံညာကဖြစ်ဖြစ်လက်ဆောင်ရတာပဲဖြစ်ဖြစ်ခီးသွားလို့ရလာတာပဲဖြစ်စီတစ်ခါမှမစားဘူးသေးတဲ့ထူးခြားတဲ့အစာအစာလေးတွေတွေ့လာရင် သူ့ကိုဘယ်တော့မှတတိမရဘူးတဲ့နော်ပြီးရင်စအာနာပါနာမိဆိုတာလူတွေရဲ့တဘာဝကိုကစားကောင်းတောက်ခွဲလေးတွေ့ရင်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တတိရတယ်လို့ဆိုတာဟုတ်သူကအဲ့ဒီမှာတတိမရဘူးဆိုတော့သူဟာကိုကျိုးစီပေါင်းလို့လာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့မဖြစ်နိုင်ဘူးတဲ့ဒီလိုဆိုလို့နံပါတ်36နောက်ဆုံးအချက်ကျဘာလို့ဆိုတတောနာနာနုကံပတိ ော်ဟောတောပိလဘေယိတောအဲ့ဒီလိုကိုရထားတဲ့ထဲကလည်းပဲသူလည်းရပါစေသို့မဟုတ်ကိုရထားတာကိုခွဲဝေပေးတာမျိုးသို့မဟုတ်သူကိုရစေခြင်းနဲ့စိတ်ထမျိုးလေးမပေါ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဘယ်တော့မှကိုကြိုးစီပါလို့လာတယ်ခေါ်ဘူးတဲ့ဒီလိုဆိုလိုတယ်ပေါ့ ူလည်းရပါစေဆိုစိတ်ဓာတ်မရှိကိုရထားတဲ့အာဟာရမျိုးကိုသူလည်းရပါစေဆိုတဲ့သူ့ဘောမှာကျင်နာတဲ့အတွေးနဲ့တွေးတာတခါမှမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုကျိုးစီပေါင်းလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအလုံးပေါင်းလိုက်တော့36မျိုးအဲ့ဒီ36မျိုးသောအခြေအနေအချက်လက်တွေကိုကြည့်ပြီးလို့ရှိရင်ဒီလူဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူး ကိုရန်သူသို့မဟုတ်ကိုကျိုးစီးပွားကိုမလိုလားသူအမိတ္တသားတွေဖြစ်တယ်လို့ဒီလိုသိပါလို့ဟောတာကြည်ုံနဲ့လူတယောက်ကိုအကဲခတ်ပြီးဟာပေါင်းသိနိုင်တဲ့ပုဂ္ဂိုလ်လားငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားငါရန်သူလားငါမိတ်ဆွေလားဆိုတာဒီလိုသိတိုင်ပါတယ်လို့ဒီစာကဒီလိုဟောကြားတာဖြစ်တယ်ဒါက ရှန်သူရဲ့အခြေအနေတွေကိုပြောပြတဲ့စကားတစ်ခုအလုံး36မြို့အိစေတေတောလတ်ပါကာရာအမိတ္တသမိန်ပဋိဋ္ဌိတာကိုကျိုးစီပွားမလိုလားတဲ့ပုဂ္ဂိုလ်ပေါ်မှာတွေ့ရတဲ့အချက်အလက်36မြို့တဲ့ခုပြောတဲ့အချက်လက်36မြို့ကို ကို ကျိုးစီပါကိုမလိုလားတဲ့ရန်သူတွေမှတွေ့ရတဲ့အချက်တွေပဲဖြစ်တယ်။ယေဟိအမိတံဇာလေယဒိဋ္ဌဝသုတ္တဝါသပ္ပန္နိတုစေသဉဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအချက်လက်တွေကိုကြည်ပြီးတော့ဖြစ်စေနားထောင်ပြီးတော့ဖြစ်စေဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ကျိုးစီပါကိုလိုလားတဲ့မိတ်ဆွေမဟုတ်ဘူးလို့အတိမတ်ပြုပါတဲ့။ဟောဒီလိုဆို။အဲ့တော့လောကမှာလူတွေပေါင်းတဲ့ဆက်ဆံနေကြရတာဟာ လူဆိုတာနော်ဟိုအတွင်းစိတ်ဓာတ်နဲ့လောက်ရက်ကိုမကြည့်လို့ရှိရင်လူဟာတူတူပဲဖြစ်နေတယ်နော်ဒါကြောင့်လူကောင်းလားလူဆိုးလားဆိုတာလူဆိုးမှဂျိုးပါတာမှမဟုတ်တာဟိုဂျိုးမပါတော့လူဟာလူပဲလေလူအတွင်နဲ့တော့ရှိနေမှာပဲသို့တော့သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့လောက်ရက်သူ့ရဲ့ပြောဆိုမှုတွေကြည့်အကဲခတ်ပြီးတဲ့အခါမှာ ဒီလူဟာငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားဒီလူဟာငါအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်လို့ဆိုတာသိရှိကြရမှာဖြစ်တယ်သိရှိထားတဲ့အတိုင်းရှောင်သိတဲ့ပုဂ္ဂိုလ်ရှောင်ရမယ်ပေါင်းသိဆက်ဆံသိတဲ့ပုဂ္ဂိုလ်ပေါင်းသိဆက်ဆံလူလောကရောက်လာရင်ပေါင်းသိဆက်ဆံမှုကအရေးကြီးဆုံးပဲလို့သူဆို